ဗရောင်းမြို့နယ်ညောင်ကျိုးနယ်ညောင်ခြောက်စစ်မျက်နှာတွေမှာရခိုင်ရိုးပေါ်ကိုစစ်ကြောင်းထိုးဖို့ဆီလုခဲ့တဲ့စစ်ကောင်မရှင်တပ်ဖွဲ့တွေအလုံးရင်းနဲ့ထွက်ပြေးနေပြီးစစ်ကောင်မရှင်ကလိုက်လံရှာဖွေကာအင်အားထပ်မံပို့ဆောင်နေရတယ်လို့သိရပါဗျ။ပြီးခဲ့တဲ့နိုဝင်ဘာလ၄ရက်နေ့မှာရိုးပေါ်ကိုဆီလုလိုက်တဲ့စစ်ကောင်မရှင်စစ်ကြောင်းကတပ်ဖွဲ့ဝင်90လောက်ဟာလက်နက်တွေနဲ့တကွထွက်ပြေးသွားကြတာပါ။ဆီလန်နဲ့ညောင်ခြောက်ကြားမှာအခြေပြုတ်နေပြီးအဲဒီကတဆင့်ဆင့်ရာတွေဖြစ်တင်းမှုတောင်းလျှောက်လုပ်နေတယ်။ အုတ်ရှိပင်လန်းကိုမတုံးတော့ပဲ28မိုင်လမ်းဟောင်းကနေလှူရှားနေတာလက်နက်ကြီးစခန်းတွေပါပြင်ဆင်ပြီးတော့လို့စီးရီးသတင်းရင်းမြစ်က ARD Times ကိုပြောပါရယ်စစ်ကောင်မရှင်ဟာဆင့်ရဖြည့်တင်းမှုလုံဆောင်မှုအတွက်အုတ်ရှိပင်လန်းကိုအသုံးပြုတာမရှိတော့ပဲအခြေပြုတဆွဲထားတဲ့28မိုင်လမ်းဟောင်းကိုအသုံးပြုပြီးအင်ဂျင်မြောင်တကြောမှာအခြေပြုအင်အားဖြစ်တင်းမှုတွေလုံဆောင်နေတယ်လို့သတင်းရင်းမြစ်စီကသိရပါဗျ။ စစ်ကောင်မရှင်ဟာပကံကွဲချေးရွာနီးရှိ၎င်းတို့ရဲ့63လုံးပွိုင်ကုန်းစခန်းကိုထိုးစစ်ဆင်တိုက်ခိုက်ခံနေရပြီးနောက်ပွိုင်ကုန်းနီးတဝိုင်းမှသာမကညာ6ရက်အနည်းကိုပါအင်အားဖြစ်တင်းမှုတွေဆက်တိုက်ပြုလုပ်လာတာဖြစ်ပါတယ်။စစ်ကောင်မရှင်ဟာ၎င်းတို့ရဲ့ရွေးကောက်ပွဲကျင်းပဖို့ဖော်ပြထားတဲ့တောင်ကုတ်ကိုနယ်မြေစိုးမိုးမှုပြန်လည်ရယူဖို့ညောင်ကျိုးစခန်းနဲ့လေသာတောင်တကျော်ကိုပါတက်ဖြတ်နိုင်ဖို့စူးစမ်းနေပါတယ်။ဒါပေမဲ့နေရာဆောင်ကတရင်တမတွေရဲ့ထုံနှုံအင်အားတွေနဲ့ စင်မူရန်တင်နန်းစင်တသားသစ်တွေရက်တူတင်နန်းပေးထားတဲ့ပြည်သူစစ်ပြူစောထီတွေကိုအုံပြုနေရတဲ့အတွက်စစ်ကြောင်းဆေလွရမှာအစုလိုက်ပြုံလိုက်ထွက်ပြေးမှုတွေဖြစ်ပေါ်နေတယ်လို့သတင်းရင်းမြစ်တွေစီကသိရှိရပါတယ်